ူလီဖန်ခင်ရတာကခိုင်နေဝင်နေတစမ်းမမပတ်သက်ကြောင်းထညင်းနေခိုင်နေဝင်ချစ်သူမော်ရီအေဂျင်စီပိုင်းရှင်ဂျူလီဖန်ခင်ရတာဟာခိုင်နေဝင်နေမပတ်သက်ပဲနဲ့ထန်းသည့်ကြွေခိုင်ကြီးနင်းခိုင်ဖြစ်သွားတာပါလို့ပြောတာကခိုင်နေဝင်ရဲ့ချစ်သူစင်မြအောင်မှာဂျူလီဟာအခုချိန်မှာတော့ထန်းနိုင်ငံကမြန်မာနိုင်ငံကိုပြန်လာစင်မှာဖန်စီထိသိမ်းခံလိုက်ရတာဖြစ်ပါတယ်ဂျူလီဟာလေးပြက်နေတဲ့မိခင် OG ကိုလှုပ်ကြွေးနေတာဖြစ်ပြီးတော့အခုလိုဖန်ခင်ရလို့လေအားလုံးကစိတ်မကောင်းဖြစ်ကြတာပါဒီလိုချိန်မှာဂျူလီဖန်ခင်ရတာဟာခိုင်နေဝင်ကြောင်းဆိုပြီးတော့ပြောနေကြတာဖြစ်ပါတယ်ဂျူလီဟာခိုင်နေဝင်ကိုအင် ာနယ်ပေါ်မှာငွေသိန်း30ကိစ္စနဲ့ပတ်သက်ပြီးဖြစ်ပြင်းထန်ထန်ဝေဖန်မှုတာပါ။ဒါပြင်ခန်းနီဝေဟာနောက်ခံအတိုင်းဝိုင်းကြီးတယ်လို့သတင်းတွေထွက်နေတာကြောင့်လည်းခန်းနီဝေကြောင့်ဂျိုးနေဖန်ခံရတယ်လို့ထင်နေကြတာပါ။ဒါပေမဲ့လည်းခုခါမှာတော့ခန်းနီဝေရဲ့ချစ်သူကခန်းနီဝေဟာလူတွေထင်တယ်လို့မျိုးခွင်တူးကံမဟုတ်တယ်လို့လူတွေကိုဖန်စီခိုင်းတဲ့အာဏာမရှိကြောင်းလမ်းကစစ်စေးရေးကိမ်းမှာတောင်မှလမ်းစင်းလျှောက်ရကြောင်းဂျိုးနေကိစ္စကခန်းနီဝေနဲ့မဆိုင်မနဲ့ထန်းသည့်ကြွေခိုင်ကြီးနေခိုက်ပါလို့ပြောတာဖြစ်ပါတယ်။အပိနဆင်ခဲ့ကြတဲ့ပရိသတ်တို့ရော ဒီကိစ္စပေါ်မှာဘယ်လိုထင်မြင်မိပါသလဲရှင်